ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်အိန္ဒိယကိစ္စဆိုအိန္ဒိယစင်တာမှာအိန္ဒိယစင်တာရန်ကုန်မြို့မှာရှိတဲ့အိန္ဒိယစင်တာမှာဟိုဟာတခုလုတ်တယ်အခမ်းအနားတခုလုတ်သွားတယ်နော်အိန္ဒိယစင်တာကအခမ်းအနားတခုလုတ်သွားတယ်အဲတင့်တက်ဘောနော်တင့်တက်အိန္ဒိယနိုင်ငံတင့်တက်အဖွဲ့နဲ့မြန်မာပြီးတော့ကမ္ဘာ့အရေးအိန္ဒိယကောင်စီနှစ်ဖွဲ့ပူးပေါင်းပြီးတော့မြန်မာနိုင်ငံကပါတီတွေ NSPNC EO တွေအစရှိတဲ့အဖွဲ့အစည်းတွေကိုတွေ့ပြီးတော့ဒါ federal နဲ့ ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာပေါ့ဖွဲ့စည်းပုံဆိုင်ရာကိစ္စတွေဆွေးနွေးကြတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ပြီးခဲ့တဲ့အရင်ပြီးခဲ့တဲ့တစ်ခေါက်ကအိန္ဒိယမှာအိန္ဒိယမှာဆွေးနွေးခဲ့တာရဲ့အဆက်ပေါ့နော်အပိုင်းဘလောက်ပေါ့နော်ထားပါတော့အပိုင်းဘလောက်ဖြစ်မလဲတော့ကျွန်တော်မသိဘူးအဲ့ဆွေးနွေးပွဲကို16ရက်နေ့မနေ့ကအိန္ဒိယစင်တာမှာဆွေးနွေးပွဲလုပ်ခဲ့တယ်တဲ့မြန်မာနိုင်ငံမှာအိန္ဒိယစင်တာမှာအိန္ဒိယတန်ယုံရန်ကုန်မြို့ကုံတယ်လန်းဘောကနော်အိန္ဒိယတန်ယုံမှာရှိတဲ့အိန္ဒိယစင်တာထဲမှာလုပ်တယ်လို့ကြားတယ်နော်အဲ့တော့ ဲ့ဒီမှာအဲထားပါတော့ကုန်တင်လိုက်တော့အိန္ဒိယတန်ယုံပေါ့အိန္ဒိယအိန္ဒိယစင်တာလို့မှတန်ယုံတွေခဏမိတယ်အိန္ဒိယစင်တာလို့မှအဲ့မှာလောက်ခဲ့လို့သိရတယ်ဆက်ရှိရနေရဆိုတော့အဲ့ဒီမှာဆွေးနွေးခဲ့ကြတာတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲနော်ဖွဲ့စည်းပုံချေဥပဒေဆိုင်ရာမူပေါင်းတွေဘာတွေညာတွေဖက်ဒရယ်အရေးတွေလူမျိုးပေါင်းစုံဘာသာပေါင်းစုံဘာညာစသဖြင့်ပေါ့ဗျာအခုကျွန်တော်တို့ဖြစ်နေတဲ့အခင်းချင်းတွေအကုန်လုံးခြုံပြီးဆွေးနွေးကြရတယ်လို့သိရတယ်အဲဆွေးနွေးရဲ့ပွဲတွေဘယ်သူတွေတက်လဲလို့ကျွန်တော်တို့အချမ်းပြင်းသိရတော့ဓာတ်ပုံတွေမှတ်တမ်းတွေကြည့်လိုက်တဲ့အခါကျတော့သူတွေတွေ့တယ်ဆိုတော့ NSPNC ကအထွေမှုဒုတိယပုံစံကြီးမင်းနိုင်အပါဝင်ဦးစလေ၃တက်တယ်နော် NCA ထိုးထားတဲ့လက်နက်ကိုင်ခုနှစ်ဖွဲ့တည်းက ော်စောမြရဲ့သာလင်းနိုင်ရင်ရင်စိုးဘူမီစောကြော်ညွန့်ရဲဘော်မျိုးဝင်းဘူမီခေါကအစားရှိတဲ့ပုဂ္ဂိုလ်တွေတက်တယ်နောက်ကနိုင်ငံရေးပါတီတွေဘက်ကဆိုရင်ပြည်သူပါတီရဲ့ပြည်သူပါတီရဲ့ဦးကိုကြီးရခိုင်ဦးဆောင်ပါတီရဲ့ဒေါက်တာအေးမောင်မျိုးသားဒီမိုကရေစီအမျိုးသားဒီမိုကရေစီအင်အားစုပါတီကဦးထက်အောင်ကျော်နော်အဲနောက်တိုင်းတိုင်းလိုင်ရှမ်းဒီမျိုးသားတိုးတဲ့ပါတီကဦးဆိုင်ထေးအောင်ရခိုင်မျိုးသားပါတီကဦးတာထွန်းလှနော်အဲလွှတ်တော်ကိုယ်စားလှယအောင်ဒေါက်ခင်စောဝေလွှတ်တော်ကိုယ်စားလှယအောင်ဦးရဲထွန်းနော်အဲလွှတ်တော်ကိုယ်စားလှယအောင်ဒေါ်ညိုညိုသိန်း နော်ဇာရေးဆရာဦးကျော်ဝင်းနော် USDP ကဦးခမောင်စိုးတဲ့နော်နော်ရှမ်းတိုင်းသမားဒီမိုကရက်တစ်ပါတီကဦးစောတန်းမြင့်အစရှိတဲ့ပုံကိုတက်ကြတယ်တဲ့တက်ပြီးတော့သူတို့ကဒီ Federal နဲ့ဖွဲ့စည်းပုံပေါ့နော်အဲ့ဒါကိုဆွေးနေတာပေါ့ဗျာဆွေးနေတယ်ပေါ့ဆိုတော့အပိုင်းကတော့၃ဖြစ်မလား၄ဖြစ်မလားမသိဘူးဘာလို့ဆိုတော့၂၀၂၄နိုဝင်ဘာ9နေ့ခုနှစ်တိအိန္ဒိယမှာတခါသွားဆွေးနေဘူးလေအဲ့ဒါဆွေးနေပြီးတော့အပိုင်းက၃ဖြစ်မလား၄ဖြစ်မလားမသိဘူးဒါတို့ဆွေးနေတာဆိုတော့သူတို့ဆွေးနေကြတာကတော့ Federal နဲ့ဖွဲ့စည်းပုံကိစ္စပေါ့နော်ဆိုတော့ ကျွန်တော်ပြည်သူလူထုမေးဦးမယ်အဲ့လူတွေအဲ့လူတွေဆွေးနွေးပြီးတော့ရေးဆွဲကြမယ်ဟာတွေကိုခမရပြည်သူလူထုလက်ခံလာအဲ့လူတွေရေးဆွဲတယ်ဗျာအဲ့လူတွေဝိုင်းရေးဆွဲတယ်ရေးဆွဲပြီးတော့ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေပိုင်းညာတို့ခမရလက်ခံလက်ခံပါလားလက်ခံကြမှာလားအဲ့မျိုးကိုကျွန်တော်မေးတာအဲ့ပွဲဖြစ်လာရေးအတွက်ရွေရွေအဲ့ပွဲဖြစ်လာရေးအတွက်စူးစမ်းပေးကြရတဲ့လူတွေမှာငင်းချိုင်းအကျိုးဆောင်ခေါင်းစဉ်အောက်မှာရှိတဲ့ဥလာမောင်ရွှေတို့ပါတော့အကုန်ပါတယ်ဒါဥလာမောင်ရွှေတို့ကိုယ်တိုင်ဘာဖြစ်လဲကျွန်တော်လည်းကောင်းကောင်းသိပါတယ်ဥလာမောင်ရွှေကျွန်တော်လည်းကောင်းကောင်းသိပါတယ်သူလည်းကျွန်တော်လည်းသိတယ်ကောင်းကောင်းသိကြပါတယ် နော်ကောင်းကောင်းကိုသိပါတယ်ဆိုတော့တို့ရင်ထဲကတိုက်ပြီးပေါ်ထားတဲ့စေရနာကိုတို့ပဲသိမယ်ကျွန်တော်တို့မသိဘူးတို့ရင်ထဲကတိုက်ပြီးပေါ်ထားတဲ့စေရနာနဲ့ကိုကျိုးစည်းပွားကတို့ပဲသိမယ်ကျွန်တော်မသိဘူးတို့ဘယ်လောက်ထိတိုက်ပြီးပေါ်ချက်တယ်လဲကိုကျိုးစည်းပွားအတ္တနဲ့တယ်လဲအတ္တမဖက်တယ်လဲနောက်တစ်ခုကိုကျိုးစည်းပွားမရှာဘဲနဲ့တိုက်ပြီးကိုဘယ်လောက်ချက်ချက်အောင်ချက်တိုက်ပြီးဘယ်လောက်ဘယ်လောက်ထိချက်ခဲ့ကြလဲအဲ့ဒါတို့ပဲသိမယ်ကျွန်တော်မသိဘူးတို့ဘယ်လောက်ယူတာမလဲမယူတာဘူးလဲကျွန်တော်မသိဘူးခဲရပြည်သူလူလဲသိမှာမဟုတ်ဘူးသိခွင့်လဲမရသေးဘူးဘာကြောင့်လဲဆိုတော့ သူတို့ယူသားလားမျိုးသားလားမသိဘူးမရဘူးဆိုတဲ့အကြောင်းရင်းရိုးရိုးရှင်းရှင်းပဲပြောမယ်။ခုအချိန်အထိအဲ့ဒီသူတို့ဆွေးနွေးတဲ့ဆွေးနွေးချက်တွေကဘာတွေဆွေးနွေးထားလဲဆိုတော့အများပြည်သူပြီးမသိဘူး။ထုတ်ပြန်လည်းထုတ်ပြန်ခြင်းလည်းမရှိဘူး။မီဒီယာလည်းမထုတ်ပြန်ဘူး။ဘယ်သူမှလည်းမပြောဘူး။ကိုယ့်ဟာကိုယ်ပဲဆွေးနွေးကြဆွေးနွေးနေကြတယ်။အဲ့တော့ကျွန်တော်ရိုးရိုးလေးပဲမေးတာပြည်သူလူလူ။သူတို့ညာသူတို့သူတို့ကသူတို့လူအိုက်မှာအခန်းထဲမှာဝင်ဆွေးနွေးတာလူ20မရှိဘူး။အဲ့20တောင်မရှိတဲ့လူပုဂ္ဂိုလ်တွေဆွေးနွေးတာကိုခင်ဗျားတို့သဘောတူလား။သဘောတူမှလား။လက်ခံပါလား။သူတို့ဆွေးနွေးပြီးချမှတ်နေတဲ့အတိုင်းခင်ဗျားတို့ကျွန်တော်ပြည်သူကလိုက်နာရမှာလား။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကပြည်သူလူထံမှာဆင်းသက်သည်ဆိုတဲ့သကလုံးရှိရမဟုတ်ဘူးလားအဲ့အချုပ်အခြာအာဏာပြည်သူလူတို့ထံမှာရှိတာဆိုရင်ပြည်သူလူတို့ကအဲ့ဒီအချုပ်အခြာအာဏာကိုစုပ်ကိုက်ပိုင်ခွင့်ရှိတယ်လို့ဆိုရင်အဲ့ဒီဆွေးနွေးချက်တွေအကုန်လုံးကိုပြည်သူလူတို့သိခွင့်ရှိလားမရှိလားဒီလူတွေကခင်ဗျားတို့ပေးမသိဘူးမီဒီယာလည်းပေးမသိဘူးဘယ်သူမှပေးမသိဘူးအခုကျွန်တော်တို့ဖုန်းဆက်မေးမယ်သွားမေးမယ်မဖြေဘူးဖြေမှလည်းမဟုတ်ဘူးအဲ့ဒါကိုလိုရင်းမဖြေနိုင်ဘူး။ဘာလို့ဆွေးနွေးကြလဲပြဆိုရင်မပြဘူး။ကိုဟာပြောတရားပြောမိုးပြောချိုးပြောလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တို့ကတို့ဆွေးနွေးတာကိုပဲအားလုံးကလိုက်နာဆိုတဲ့သဘောမျိုးဖြစ်နေတယ်။ ဆိုတော့ကျွန်တော်ခဏခဏပြောတယ်တိုင်းပြည်ပြည်ရဲ့ကံကြမ္မာကိုလူတစုရဲ့လက်ထဲမှာထည့်ထားရတာဘယ်တော့ကြောက်เสียကောင်းလဲခဲတော့ကျွန်တော်တို့ရဲ့ဘဝတွေအနာဂတ်တွေနော်ခဲတော့ကျွန်တော်တို့ရဲ့ဘဝတွေအနာဂတ်တွေကျွန်တော်တို့ခဲရဲ့သားသမီးတွေအနာဂတ်တွေဘဝတွေအဲ့ဒါတွေကိုတို့လက်ထဲမှာထည့်ထားရတာဒီလူတွေမယိုးမသားလောက်ခဲ့လို့ကိုကျိုးမယိုးမသားလောက်ခဲ့ပြီးကိုကျိုးစည်းဝါးတွေရှာခဲ့မယ်ဆိုရင်ကျွန်တော်တို့ခါခရတော့ကျွန်တော်သားသမီးတွေဘဝတွေအနာဂတ်တွေဘယ်တော့ဒုက္ခရောက်သွားနိုင်လဲကျွန်တော်ပွင့်လဲပြောတာနော်မယုံကြည်ခြင်းနဲ့ကျွန်တော်ကစတင်တယ်မယုံကြည်ခြင်းနဲ့စတင်တယ်ကျွန်တော်အဲ့တော့အကံသမားလို့ခင်ဗျားတို့ထင်ကြလိမ့်မယ်အဲ့ဒီဖွဲ့စည်းရတယ်ကျွန်တော်အကံသမားလို့ထင်လိမ့်မယ် အကန်တမမဟုတ်ဘူးကျွန်တော်ကန်တမထဲလဲကျွန်တော်ဂရုမစိုက်ဘူးဒါပေမဲ့ကျွန်တော်ရိုးရိုးလေးပဲမေးလို့တာအဲ့ဒီခမားတို့တွေဆွဲကြမဲ့အဲ့ဒီအဖွဲ့ကြီးအကုန်လုံးလည်းမေးတာခမားတို့တွေဆွဲကြမဲ့ဆွဲကြမဲ့ခမားတို့ဆွေးနွေးပြီးတော့အတီးပြူကြမဲ့ဟာတွေကိုကျွန်တော်တို့ကလိုက်နာရမှာလားလိုက်နာဖို့တင့်သလားလိုက်နာဖို့လိုအပ်လို့လားလိုအပ်လားမဖြုတ်နေလိုက်နာရမှာလားမလိုက်နိုင်ရင်ကျွန်တော်တို့ကဘာဖြစ်မှာလဲကျွန်တော်ပြည်သူတယောက်နေမေးပြီကဲရိုးရိုးလေးပဲကျွန်တော်မေးတယ်ဘာလို့ကျွန်တော်တို့တိုင်းပြည်မှာအကုန်လုံးကလူတွင်ကျယ်လို့ဆရာကြီးလို့ပြီးတော့အကုန်လုံးကထိတ်ကထိတ်ကပိတ်ထိုင်ပြီးတော့ တိုင်းပြည်မှာတော့တေချေတက်ဖြတ်နေတာကိုကြတော့ဘသူကမှကန့်ကွက်ရအောင်မဲမပြောကြဘူးသူတို့ပါဇက်ပေါက်တွေအကုန်ပိတ်ထားကြကြတယ်ပါဇက်ပေါက်တွေအကုန်ပိတ်ထားတာဒီတခင်းချင်းမှာလူတွေတေးတာလူငယ်ပေါင်းများစွာဘဝတွေပျက်စီးကုန်တာတေကုန်တဲ့လူတွေတိမ့်နဲ့ခြီသွားပြီတိုင်းပြည်လို့အဲ့ဒီတေချေပျက်စီးမှုတွေအတွေ့အဲ့ဒီလူတွေကတစ်ချက်ကလေးတော့မှပဲကန့်ကွက်ရအောင်မဲဆန့်ကျင်ရအောင်မဲဓာကြီးကမကောင်းဘူးဆိုရှုတ်ချရအောင်မဲမသိဘူးမပြောဘူးအားလုံးပေါက်ပြီးကျင်ညာချက်ထုတ်ပေါ်မထုတ်ဘူးမလုံမထုတ်ဘူးတော့ ဘာလို့ဆိုတော့သူတို့တဦးချင်းစီမှာလည်းအကျိုးစီးပွားလေးရှိတယ်အတ္တလေးရှိတယ်အကျိုးစီးပွားလေးအတ္တလေးရှိတယ်လိုချင်မှုလေးတွေရှိတယ်ခင်ဗျာအဲ့ဒီလူတွေအကုန်လုံးယာရုတွေရရင်ဟိုတက်ထိုင်မဲ့လူတွေကြီးပဲဝင်ထိုင်မဲ့ကောင်းကြီးဝင်ထိုင်မဲ့ထိုင်ပြီးတော့ယာရုယာကောင်မှာဇိန်နဲ့နှက်လုံးမလုံးတော့ကျွန်တော်မသိဘူးကျွန်တော်ပွန့်လေပြောတာအဲ့ဒီလူတွေအစိုးရဖြစ်လာလဲကျွန်တော်ကမေးခွန်းထုတ်နေမှာရှင်းလေးပဲကျွန်တော်ကတော့ပွန့်တယ်ဂျန်လက်ကြောင်နေတယ်ကျွန်တော်အဲ့လူတွေတော့ရှော့ဆောင်ကြည့်ပဲမေးခွန်းထုတ်မှာဒါဒါအတို့တို့ပဲချောင်ပြောနေတာအဲ့ဒီမှာတက်ကယာရှိကိုယ်စားလေးလဲပါတယ်နော်ဟိုဘက်ကအကုန်အရက်ဖက်တက် EU အကုန်ပါတယ်နိုင်ငံရေးတွေတက်ကော EU အကုန်ပါတယ်နော်ပြီးတော့ အဲ့ဒီလူတွေအကုန်လုံးကိုကျွန်တော်ယူလေးပဲအဲ့ဒီအစည်းအဝေးထဲမှာအိန္ဒိယလွှတ်တော်အမတ်ကပြောခဲ့တဲ့ဇာတ်ကားနောက်တော့ကအေအေနဲ့လာပြီးတော့ချိတ်ဆက်မဲ့ဇာတ်ကား sorry ချင်းချင်းပြည်နယ်နဲ့လာပြီးတော့ပြည်နယ်ပေါင်းမှုပေါင်းစည်းမှုပြောတဲ့ဇာတ်ကားရဲ့နောက်တော့ကချင်းပြည်နယ်ပေါင်းစည်းပြောတဲ့ဇာတ်ကားနောက်တော့ကဒီဒီကမ္ဘောဂျန်ဝမ်ကိုပြောတဲ့ကိစ္စလွတ်အိန္ဒိယလွှတ်တော်အမတ်ပြောတဲ့ဇာတ်ကားရဲ့ဒါ၄ကိုအဲ့ဒီလူတွေအဲ့ဒီအစည်းအဝေးထဲမှာပညာသားပါပါထည့်ပြီးကန့်ကွက်ခဲ့တဲ့လူတယောက်ရှိခဲ့ရှိခဲ့မယ်ထင်လားကန့်ကွက်ကြလိမ့်မယ်လို့ထင်လားကန့်ကွက်တယ်ဆိုတာဒဲမပြောတော့ပါပါလေးထည့်ပြီးတော့ဥပမာပေးတဲ့ပုံစံမျိုးပြောခဲ့မယ်လို့ထင်လား ပြောမယ်လူရှိမယ်လို့ထင်လားအဲ့ခုနရွတ်ပြလူစင်းတယ်မှာကျွန်တော်ဘာလို့ဆိုတော့မယုံကြည်ခြင်းဆိုတာဒီလူတွေအဲ့အိန္ဒိယကအိန္ဒိယကခေါ်ဖိတ်ပြီးတော့ကျွေးတဲ့အခမ်းအနားတွေမှာအိန္ဒိယပြောရင်အိန္ဒိယကောင်းချောင်းမှပြောကြလိမ့်မယ်အိန္ဒိယရဲ့အိန္ဒိယရဲ့မျက်နှာပြက်အောင်တော့အိန္ဒိယမျက်နှာအမြင်မျက်နှာတစ်ချက်မဲ့သွားအောင်တော့ပြောမှာမဟုတ်ဘူးဒီလူတွေပြောမယ်ပုံမပေါ်ဘူးဘာလို့ဆိုတော့အဲ့ဒီလူတွေရဲ့အကုန်လုံးမှာတယောက်မှအဲ့ဒါလောက်ထိရှင်းရှင်းပြောရင်ကိုယ်နိုင်ငံဘက်ကနေမမမမနဲ့ရေရဝံတတိရှိပြည့်ရသသားနဲ့ပြည်နယ်သားပါပါပြောမယ်လူတိတ်မတွေ့ဘူးကျွန်တော်မယုံကြည်ဘူးပြောမယ်လို့ကျွန်တော်မယုံကြည်ဘူး ြောခဲ့ခြင်းလည်းပြောခဲ့လိမ့်မယ်ဒါပေမဲ့အခုချိန်ထိပြောခဲ့တဲ့အကြောင်းထုတ်ပြန်တဲ့လို့တရားမှမရှိဘူးအဲ့တော့ပွင့်လည်းပြောရရင်တော့ကျွန်တော်မယုံကြည်တာဒီဖွဲ့တွေအဲ့လိုသွားသွားတွေ့ရဆွေးနွေးကြတယ်ဆိုတော့တိုင်းပြည်ပြည်ရဲ့ကံကြမ္မာကိုဒီလူတွေကဆွဲကျင်နိုင်ဆွဲလုချင်နိုင်လို့ပြောကျင်နိုင်ပြောရေးကျင်နိုင်ရေးတာကိုကျွန်တော်တို့တန်း90ကျော်ပြည်သူကဟုတ်ကဲ့ပါဆိုပြီးလိုက်နိုင်အောင်တို့ကကျွန်တော်တို့လည်းခေါင်းဆယ်သကြီးနေလာခဲကျွန်တော်ပြည်သူလည်းဆယ်သကြီးနေလာခေါင်းကကျွန်တော်ခဲပြည်သူလူတွေကတို့ကပို့ပြီးတော့ရေးချင်းရှိနေပို့တော်နေပို့တက်နေရလားပို့ပြီးတော့ကိုတိုင်းပြည်ချစ်တယ်လို့ထင်လို့လား ဲ့လူတွေတိုက်ပြီးကျွန်တော်တို့ခမ်းအောင်ပြည်သူတွေပို့ချစ်မယ်ထင်လားအဲ့လူတွေပြီးလွတ်တော်တွေဝင်ထိုင်အောင်မယ်လွတ်တော်မှလုံးကြအောင်မယ်အစိုးရဝန်ကြီးဌာနတွေဝင်ထိုင်ကြအောင်မယ်အဲ့လူတွေတကယ်တော့တိုက်ပြီးချစ်ပါမလားကျွန်တော်တန်တရားရှိတယ်ကျွန်တော်ဒီလူတွေချစ်ပါမလားဒီလူတွေအကုန်လုံးအကျိုးစီးပွားနဲ့ပတ်သက်လာရင်ကင်းကြရလားရှေ့မှာသူတို့တွေပေါက်တက်ကြရည်လုတ်ခဲကြတဲ့ပေါက်တက်ကြရည်လုတ်ခဲကြတဲ့အစိုးမျိုးတွေကကျွန်တော်ဒီနေ့ခံနေရတာရှေ့မှာပေါက်တက်ကြရည်သူတို့လုတ်ခဲကြတယ်အကုန်လုံးကျွန်တော်ဒီနေ့ခံနေရဒီနေ့ခံနေရအစိုးပြစ်တွေအကုန်လုံးကသူတို့ရှေ့မှာပေါက်တက်ကြရည်လုတ်ခဲကြတယ်အများကြီးပါတယ်နိုင်ငံရေးသမားတွေ EO တွေ နော်အခုမှအီကိုခုနှစ်ဖွဲ့ဆိုလဲခမရချင်းချင်းပြောပဲဒေါ်ဆောမြာဇန်လေးပဲနမူနာပေးမယ်ဗျာကဲဒေါ်ဆောမြာဇန်ရခိုင်အခုထွန်းမြတ်နိုင်ကထွန်းမြတ်နိုင်ကသူရှင်ဖိုက်နိုင်တဲ့အစင်တန်းသူ့မှာရှိလားရှိတော့ဘူးထွန်းမြတ်နိုင်ရခိုင်ပြည်နယ်ကသူ့အောင်နေရမှာမဟုတ်ဘူးဟိုကတတ်ပြလိမ့်မယ်ပြောချင်တာကဘာလဲဆိုတော့ရှေ့တော့ကသူကသူလက်ထက်ကိုင်ကြောက်အောင်ကြွားခဲ့တာပေါ့အာရရပြီးလည်းပြောတကယ်တမ်းလည်းဖြစ်ရလားအခုလက်နက်အင်အားလည်းမရှိလည်းမရှိတော့လည်းမရှိတော့အခုကြတော့မှရင်းချင်းဆွေးနွေးတယ်သူသာတကယ်လို့လက်နက်ကိုင်အင်အားရှိနေသူတိုက်အောင်မှာဒေါ်ဆောမြာဇန်လေးတို့ဒါနမူနာပြောတာနော်ဥပမာတော်တော်များများထပ်ပြောမယ်ဟိုစောကြော်ညွန့်တို့ရဲဘော်မျိုးဝင်းတို့ကောက်ကာတို့ လက်နက်ကင်တက်ကြည့်တာအင်အားတောင်းနေချီရှိနေကြီးတိုက်အောင်မှာဆိုးနေမှာမဟုတ်ဘူးဒီလူတွေဒါကဘာလဲဆိုတော့သူတို့ကတိုက်ဆရာအင်အားမရှိတော့တဲ့ခါကျမှဆင်းနေမယ်တဲ့အချက်အစကလေးကယူသားရင်အစကလေးယူသားပါလားကျွန်တော်တို့အသက်ရဲ့လောက်တဲ့ယူသားနဲ့နိုင်ငံရေးတဲ့ဝင်ပါလားပြစ်ပြီးတော့မယူသားခဲ့ကြဘူးသူတို့တွေအခုကြမှာထားပြီးပြူပြဲရှူရှဲနေတော့ကိုကိုကြီးတို့88မှာတကယ်သာယူသားခဲ့ရင်ခင်ဗျဒီကောင်တွေဘာကိစ္စအဲ့လိုဖြစ်စရာလိုတယ်အခုနောက်21ခင်းချင်းမှာပြောပါလားပြောရတာမပြောခဲ့ဘူးပြတ်တော့ပြောဘူးခင်ဗျ UNG မထောက်ခံဘူးငါ UNG လုံးမထောက်ခံဘူးသူမပြောရဲဘူးဘာလို့မပြောရဲလဲ ဘယ်ပြောရမလဲဟိုမှာဟိုအုပ်တော်ကြီးကသူ့ဝိုင်းဆဲမှာသူကြောက်လို့ပြည်သူတို့ကတေးရင်တေးပစီ UNG ကလူတွေတတ်လို့ပြည်သူတေးတာတေးပစီငါတို့ UNG ဆဲတာ UNG ရဲ့လူတွေဆဲတာမခံနိုင်ဘူးဆိုတော့စဉ်းစားကြည့်နိုင်ငံရေးတေးသွားမယ်လို့အဲ့လိုစိတ်ထားနေအဲ့တော့ကျွန်တော်တို့တွေကအဲ့ဒီလူတွေအခုခဏညွတ်ပြရနေမယ်ဒီအကုန်လုံးပေါ့အကုန်လုံးအကုန်လုံးအဲ့လူတွေကတိုင်းပြည်ကိုချစ်ပါတယ်ဆိုတာခင်ဗျားတို့ယုံသလားပြည်သူလူတွေကိုမေးတာခင်ဗျားတို့ပြည်သူလူတွေယုံသလားအဲ့လူတွေတိုင်းပြည်ကိုချစ်ပါတယ်ဆိုတာလုံယုံသလားအဲ့လူတွေရေးဆွဲကြမဲ့စီမင်းစီကံတွေဥပဒေတွေဘာတွေညာတွေကပြည်သူလူတို့အားလုံးကို အကျိုးဝင်ကိုစားပြုပြီးတော့ပြည်သူလူထုကလက်ခံနိုင်တဲ့အချက်တွေဖြစ်တယ်လို့ခင်ဗျားတို့ယုံသလားပြီးတော့သူတို့ရေးဆွဲကြတာရေးဆွဲတာကိုကျွန်တော်တို့အားလုံးကလိုက်နာပြီးတော့တခါတည်းဟိုဘာမှပြန်ပြောပဲနဲ့ကြက်ကြီးလေနေတော့လို့ငြိမ်ခမ်းရမယ်အစ်စင်ကျွန်တော်တို့ရောက်သွားပြီလားကျွန်တော်တို့မေးရတော့ခင်ဗျားတို့ပြည်သူလူဘာမှမသိရအောင်အခုလူ20ကျော်ကပြီးအဲ့အရာကြီးကိုဘူဂျုံမကြီးစီတယ်မဘူဂျုံကြီးအဲ့အရာကိုဖတ်မယ်ပြီးဘူဂျုံကြီးကဆုံးဖြတ်အောင်မယ်စဉ်းစားကြည့်ဒီတိုင်းပြည်ကကျွန်တော်ကိုလူဘယ်နှယောက်ပဲဆုံးဖြတ်နေလဲကျိုက်ပြည်ကကျွန်တော်လူဘယ်နှယောက်ပဲဆုံးဖြတ်နေလဲကျွန်တော်အဲ့အရာကြီးကိုလုံးဝမကြိုက်ဘူး လုံးဝမကြိုက်ဘူးဒီတိုင်းပြည်ကံကြမ္မာကိုလူလူစုတစ်ဖွဲ့ရပဲဆုံးဖြတ်နေတယ်ဆိုတာကိုကျွန်တော်လုံးဝလက်မခံနိုင်ဘူးဒါဆိုဒါဟာရှင်းပြောရင်ကျွန်တော်တို့လူချင်းတဲ့တိုင်းပြည်မဟုတ်ဘူးကျွန်တော်တို့လည်းကျွန်တော်တို့မှလည်းဘဝတွေရှိတယ်အသက်တွေရှိတယ်အနာဂတ်တွေရှိတယ်ဒါပေမဲ့အဲ့ဒီအသက်80နာကတည်းက60ကျော်80ကျော်တက်ကြအိုတွေကထင်တိုင်းချင်းလှုပ်ချင်တာရှောက်လုံနေတာကိုကျွန်တော်တို့ကငြိမ်မိခံရရတာကျွန်တော်တို့ပြည်သူတွေကကျွန်တော်အနာဂတ်လူငယ်တွေကငြိမ်ခံရရတယ်ဘာမှလုံးလို့မရဘူးဆိုတော့ကျွန်တော်တို့ပြန်တွေးကြည့်တယ်ဒီတိုင်းပြည်မှာဒီတိုင်းပြည်မှာဘလို့မှရှင်းပြောရင်ခါပြကျွန်တော်ပြောရတဲ့အဲ့ဒီလူတွေအကျိုးစီးပွားတွေ ညှိကြနိုင်ကြလို့အစဉ်အပြေထချကြအောင်ပါထချတဲ့အခါကျွန်တော်တို့ကခံအောင်ပါကျွန်တော်တို့လူငယ်တွေကဆိုတော့ကျွန်တော်ကပွင့်လဲပြောရင်ဒီလူတွေရဲ့တိုက်ပြိုထားတဲ့စိတ်စီရင်တာပေါ့တန်တရားရှိပါတယ်တိုက်ပြိုတကယ်ချစ်မချစ်ကိုကျိုးစည်းဝါအတ္တမဖက်လားဖက်လားတန်တရားရှိပါတယ်ဘာလို့ဆိုတော့တချို့တွေကလူကြီးချင်းတွေချိတ်ဆက်ပြီးညင်ချိတ်ဆက်ပြီးတော့တွင်နေရတယ်ဆင်နေရတယ်ဟိုကားပါမယ်ဆိုလဲသူတို့ပဲရတယ်နောက်ပြည်သူလူကျွန်တော်တို့တရားမမရဘူးကားပါမယ်ဆိုလဲသူတို့ပဲရတယ်နော် အင်ယာစီမံကိန်းပေးမယ်ဆိုသူတို့ပဲတောင်းကျင်သူတို့တောင်းချက်ချင်းပေးတယ်ခရောက်ကျော်ပြည်သူမရဘူးเนาะဟိုဟာဆိုလည်းရတယ်ဟိုမြေခွက်ဒီမြေခွက်သူတို့ရတယ်ကျွန်တော်တို့မရနိုင်ဘူးသူတို့တောင်းရင်ချက်ချင်းရမှာဘာလို့ဆိုတော့သူတို့တောင်းရင်ရနိုင်တယ်ဒီထက်မှရတယ်ဒါကြောင့်ကျွန်တော်ပြည်သူတို့သွားလျှောက်ရဘူးနမူရပါတကယ်တကယ်ကိုစီဦးထွက်ပတ်သူတို့ကုန်ရမှာဘာလို့ဆိုသူတို့ဝီစားများစားလောက်ကြမှာနိုင်ငံကိုနိုင်ငံကိုအကုန်လုံးကဓာတ်လေးကိုစီကင်ထားကြတယ်ကိုရချင်တဲ့အပိုင်းလေးပိုင်းပြီးတော့စိတ်ပိုင်းစားတော့ဖို့ကြိုးစားနေကြတဲ့လူတွေလို့ကျွန်တော်မြင်တယ် ဲ့တော့ဒီအဖွဲ့တွေကိုလို့ကျွန်တော်တို့အပြင်မှာတရရဲ့စုံကြောင်းမှာစုံကြရင်အဲ့လူတွေကျွန်တော်ကပို့နေပြောအဲ့လူတွေခင်ဗျားပြောတာမားတယ်ပြပြောလဲဂရင်းမဆိုင်ဘူးကျွန်တော်ပို့နေပြောကျွန်တော်ယုံကြည်အောင်ကျွန်တော်ပြောတာကျွန်တော်မြင်အောင်ကျွန်တော်ပြောတာကျွန်တော်ရဲ့နိုင်ငံသားတယောက်အမြင်ဂျန်လစ်တယောက်အမြင်နဲ့ကျွန်တော်ပြောတာကျွန်တော်ယုံကြည်တာမားတယ်ဆိုလဲခင်ဗျားတို့ရအောင်တက်အမှန်ပါလဲခင်ဗျားပြောခင်ဗျားဘလောက်ထိယူသားခဲ့လဲဇာဒါပဲပြောရှင်းရှင်းလေးပဲကျွန်တော်တို့ခင်ဗျားတို့တိုင်းပြည်ကိုဘလောက်ချစ်လဲဆိုတော့လုံနဲ့တက်တည်ပြဒါပဲခင်ဗျားတို့အပေါ်ရှောက်ပြောမနေနဲ့အခုဒီနေ့တရားစာရေးတတ်တည်ရှင်ပြောချလိုက် PDF NUG ငါတို့လုံးမထောက်ခံဘူးလုံးဝလက်မခံနိုင်ဘူးဒီကောင်းနေအကြမ်းဖက်နေတဲ့ကောင်လုံးဝလက်မခံဘူး ပေါ်တင်ပြောအဲ့လိုမပြောတဲ့နေ့ကမပြောသေးသေးဘူးခင်ဗျားတို့ကလုံးဝမယုံကြည်ဘူးဒါပဲရှင်းရှင်းလေးပဲခုကဘာဖြစ်နေလဲဆိုတော့အကောလုံးက PDF တတ်မှာဆိုလဲ UNG တတ်မှာဆိုလဲ copy မှာဆိုလဲမထောက်ခံဘူးတကဘာလို့ပြောပေါ့ငါတို့ UNG PDF လုံးမထောက်ခံဘူးပြောပါလားပြရတာဘယ်ကောင်းအောင်မျိုးနောက်တိုင်းသားလက်နက်ကိုင်းတွေလက်နက်ကိုင်းပုံကန်ထားကြွနေလက်နက်ကိုင်းငါတို့လက်မခံဘူးပြောပါလားအခုမပြောဘူးမပြောကြဘူးတက်မောင်ပြောရေဘာလို့အတက်ခံမှာကြောက်လို့တဲ့ခင်ဗျားတို့ကျွန်တော်ပြည်သူတွေတေးသေးပါစေတို့ကတို့အတက်ခံမှာကြောက်တယ်ခင်ဗျာရှင်းရှင်းလေးအဲ့ဒါကိုတိုင်းပြစ်ချက်ပါတယ်ပြောရင်ကျွန်တော်ကကြီးတာပေါ့ဗျာဟာတိုက်တော့ကြီးချင်းသေးတယ်နော် ိုက်ပွဲကိုစီစဉ်တဲ့လူတွေကအဆပါလို့ညာတို့တွေနော်နောက်ကွယ်ရပဲကျွန်တော်နောက်ကွယ်ရပဲနေတာပါကျွန်တော်နောက်ကွယ်ရပဲရှေ့မှာရှေ့မထွက်ရဲမှာတော့နောက်ကွယ်မှာနေမှာတော့ဒီလူရိုးသားလို့လာဘူးရှေ့လည်းမထွက်ရဲဘူးနောက်ကွယ်ရပဲနေတာပါကျွန်တော်နောက်ကပဲစီစဉ်တာပါအဲ့ပေါ်နောက်ကွယ်ရနေတာပို့ပြီးတော့လုတ်လုတ်ကင်လို့ကောင်းတယ်လေယူစရာရှိရယူလို့ကောင်းတယ်လေရတဲ့ရှိရရလို့ကောင်းတယ်လေလူမသိသူမသိလုတ်လို့ရရလေရှေ့ထွက်လာရင်တော့ကျွန်တော်တို့မျက်နှာကြီးရှေ့ထွက်ပြထားရင်တော့လောက်ကကြရခက်တယ်လေဟုတ်လားနောက်ကွယ်နေတာကောင်းတာပေါ့ဟုတ်လား တချို့ကြီးလေနော်ဒါပဲတလောက်ပဲပြောချင်တာကျွန်တော်ကျွန်တော်အဲ့ဒီအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ကဗျာကျွန်တော်တို့တိတ်ကြည့်လို့မရပါဘူးပွင့်လဲပြောတာကျွန်တော်လည်းပွင့်လဲပြမတွေ့တာပဲတွေ့လဲကျွန်တော်ဒဲပဲဆက်ပြောမှာပဲတွေ့လဲဆက်ပြောမှာမျက်နှာဒဲပဲကြည့်ပြီးတော့သူတို့ပြောရင်ကိုပြောမယ်သူမပြောရင်ကိုပြော तू ပြောမြိုင်ကိုပြောမြမယ် तू မဲ့ကိုမဲ့ပဲဒါပဲကျွန်တော်ရှင်းရှင်းလေးပဲဗျာ तू လည်းလူကျွန်တော်လည်းလူ तू လည်းနိုင်ငံသားကျွန်တော်လည်းနိုင်ငံသားဘယ်သူကမှတမှုပို့ချူနေလို့မရဘူးဒီနိုင်ငံမှာရှင်းရှင်းလေးပဲပြတ်တယ်ကျွန်တော်အဲ့တိုင်းပဲစဉ်းစားထားတယ်နော်အဲ့တော့ကျွန်တော်တို့ကလည်းပြောမယ်ကိုရမှာဒီကောင်ကွာဆင်တမ်းကြီးရောက်ဝေးမှာ ਨੇ ဘယ်လိုမှမဆိုင်ပါဘူးဘာလို့ဆိုတော့ကျွန်တော်ဝေးပန်းနေတာကျွန်တော်ကိစ္စကျွန်တော်အလုပ်ကျွန်တော်လုပ်ရမယ်အလုပ် ဒီခမရိုးကမခံနိုင်မှသာခမရိုးကနိုင်ငံရေးလောကရောက်ပြီးတော့ဒါကိုမခံနိုင်မှတဲ့ခမရိုးကအချက်ကိုမရှိတာဒါပဲရှင်းရှင်းလေးပဲဘုရားတဲ့ပြောတာကျွန်တော်အဲ့တော့နိုင်ငံရေးသမားကျွန်တော်လည်းတော်တော်ဟိုဟာဖြစ်ပါပဲเนาะဒီတိုင်းမှာဒါတစ်ခုပေါ့เนาะနောက်တစ်ခုကဒီနေ့သတင်းတွေအကြီးစားပြောရင်းနဲ့နောက်တစ်ခုက KNU တက်မှာဌာနချုပ်နီယူခုနှစ်နီယူဟိုဟာဟိုဟာလေးကြတယ်ပေါ့ဗျာဒရုန်းအဲကာမီကာစီလိုမျိုးဒရုန်းလေးကြတယ်ကြတယ်ပေါ့အဲ့ကိစ္စကဒီနေ့ဟိုမှာပေါ်လို့ရိုက်တယ်ပေါ့เนาะလူတွေကြားမှာပြောကြဆိုကြရှိတယ်ဆိုတော့အားလုံးကပြောတာတော့ ကယန်ဒီရဲ့စီဦးစီချုပ်စောကျော်နီရဲ့အိမ်နားမှာကြားတယ်လို့ပြောကြတယ်တမခွနဲ့ဌာနချုပ်ဝင်းစောကျော်နီရဲ့အိမ်နားကိုကြားတယ်တဲ့နော်၁၈ရက်နေ့မနေ့ပိုင်းကဖြစ်တာအဲ့တော့ဒီနေ့မှာပေါ်လို့ရနေတဲ့တရင်အဲ့တော့သူတို့ကြားတဲ့အတွက် draw ဘုံနဲ့၃ချိန်ကြားတယ်မနေ့၃နိုင်မှတစ်ချိန်နဲ့၃နိုင်ကျော်လောက်မှတစ်ချိန်၄နိုင်ကျော်လောက်မှတစ်ချိန်၄နိုင်ကျော်တမင်းနဲ့နှမင်း၁၂မိနစ်လောက်မှတစ်ချိန်၃ချိန်ကြားတယ်အဲ့တော့စောကျော်နီရဲ့အိမ်ဖေးနားမဲသောဘဲကိုကြားတာတဲ့မဲသောဘက်ကဖြစ်တာဆိုပြောကြတယ်ဆိုတော့ကြားတယ်ဆိုတော့အခုကသဘောကတော့ဓာကြီးကစစ်တပ်ကပြစ်တယ်စစ်တပ်ကနေပြီးတော့စောကျော်နီတို့ ဌာနချုပ်တို့ပြစ်ပြီးလောက်ကြံနေဆိုတဲ့သဘောမျိုးပြောကြတယ်။ကဲအဲ့တော့ဒီနေရာမှာဝေဖန်တဲ့အကြမ်းဖက်ပြည်ပြင်းမိတာတွေပြောကြတာပြောစီပေါ့။ကဲကျွန်တော်ယူလေးမိမယ်။စောချော်နီကိုယ်တိုင်အောင်အဲ့လိုတွေးမယ်ထင်လား။စေဦးစုချုပ် KNU စေဦးစုချုပ်စောချော်နီကငါ့ကိုစစ်တပ်ကပြစ်ထားလို့သူချက်ချင်းဒီလိုတွေးမယ်ထင်လား။စောချော်နီကတွေးလိမ့်မယ်။စစ်တပ်နဲ့ငါတစ်ချောင်းလုံးတိုက်လာတာစစ်တပ်ငါ့ကိုတလို့တစ်ခါမလုပ်သေးဘူး။ခုကြမှာဆိုတော့ဒီကောင်းနေတစ်ခုတော့တစ်ခုပဲ။နော်။အဲ့အဲ့မှာ PDF တွေကအဲ့မှာတပြုံကြီးပဲ။ကာမီကာစီလိုမျိုးဒီလက်လုတ် drone တွေက PDF တွေကပိုကျွမ်းကျင်ဆုံးပိုပြီးလောက်တာတက်ကခင်ဗျာအစ်စ်တွေပဲလောက်တာဟိုကအတုတွေလောက်တာအဲ့တော့ပြန်တွေးကြည့်ရင်ဘယ်သူပြစ်လဲဆိုတော့စောကျော်နေကောင်းကောင်းစဉ်းစားတတ်တယ်စောကျော်နေမှာအုံနောက်ရှိတယ်သူစဉ်းစားတတ်တယ်စစ်တက်ကတတလုံးတက်တက်ကတစ်ချိန်တိုင်းတစ်ချိန်တိုင်းလက်ဆွဲနှုတ်ဆက်ရမယ်စကားပြောမယ်ဆွေးနွေးမယ်လူစစ်တက်ကလုံမလားလုံမလားဆိုတဲ့မိကွန်းစဉ်းစားကြည့်စောကျော်နေကစဉ်းစားမှာငါစစ်တက်ကလူတွေနဲ့ငါဒီလူလက်ဆွဲနှုတ်ဆက်နေခဲ့ကြပဲဒီကောင်တွေလောက်ပါမလားဒါဆိုရင်ဒါအောင်လောက်တာဘယ်သူလဲငါကအေးစစ်နေတာအကောင်းပဲငါဒီကောင်တွေဘာလဲဆိုတော့တွေးလာလိမ့်မယ်နော်ပြီးတော့အဲ့ဒီကာမီကာစီ drone ပါ ရေးထားလက်ရင်းနဲ့ရေးထားလားစစ်တပ်ကကျွန်တော်တို့စစ်တပ်ကပြစ်ထားပါခင်ဗျားလို့စာစာလိမ့်မှုစာပို့လိုက်လို့လားလူတွေကကိုပြောချင်တဲ့ဘက်ကကိုဆွဆွေးပြောကြတာပေါ့နော်ကျွန်တော်ကတော့အဲ့ဒါစစ်တပ်ကပြစ်တယ်လို့ကျွန်တော်တန်တရာမဝင်ဘူးစစ်တပ်ကပြစ်တယ်လို့ကျွန်တော်မယုံကြည်ဘူးဒီဟာကအကြောင်းတော်ရှိလိမ့်မယ်စောချော်နီနဲ့စစ်တပ်နဲ့ကြားမှာထပ်ပြီးတော့စစ်မီးပွားစီဖို့အမုံတရားတွေပွားစီဖို့မိမွေးတဲ့လူတစုရဲ့လောက်ရက်လို့ကျွန်တော်မြင်တယ်ပို့လည်းပြောရအောင်ဒါပြောလို့စောချော်နီနဲ့စစ်တပ်တက်နေလို့ပြောတာမဟုတ်ဘူးတက်လည်းမတက်ဘူးဒါပေမဲ့မတက်လို့မတက်ကြချင်းဆိုရင်အောက်တက်ကြတဲ့နီလန်နေနဲ့ခုန ဟိုစောကြောင်ကြီးရဲလှုပ်ချင်လှုပ်လားမလှုပ်လားတက်ကလှုပ်လားမလှုပ်လားဆိုတာခင်ဗျားတို့နှစ်ဖွဲ့လုံးကိုပြန်ပြီးတို့ချင်းချင်းပြန်စဉ်းစားကြတတ်တယ်စဉ်းစားတတ်ကြတယ်အဲ့တော့စောကြောင်ကြီးကိုယ်တိုင်ကစဉ်းစားလိမ့်မယ်ငါ့ကိုစစ်တပ်ကပြစ်တာဖြစ်ပါမလားဒါသည်ငါတို့ကိုပြစ်တာဆိုရင်စစ်တပ်ကပြစ်တာဖြစ်နိုင်လားငါတို့ထဲကိုရောက်လာတဲ့ဟိုကောင်တွေလှုပ်တာဖြစ်မလားဆိုတော့မိကုံစောကြောင်ကြီးကိုစဉ်းစားတတ်ပါတယ်အဲ့ဒါလေးကစောကြောင်ကြီးပဲစဉ်းစားပါလိမ့်မယ်ကျွန်တော်တို့ပြောချင်တာပြောစောကြောင်ကြီးကသူ့အတွင်းနဲ့သူစဉ်းစားနေလိမ့်မယ်ပြီးရင်ဒီ information ပဲရလာရင်သူစဉ်းစားနေလိမ့်မယ်ပြီးတော့ကေထာရာချုပ်တက်မှာခုနှစ်ကဘက်ကလည်းသူစဉ်းစားနေလိမ့်မယ်ဒါပဲရလဲဆိုစဉ်းစားနေပြီဒါမျိုးကတစ်ချိန်မကောက်ဘူးနှစ်ချိန်သုံးချိန်လောက် ပြစ်ခံပြီးဒါမျိုးပါနော်ဆိုတော့ဒါတခုပေါ့နော်နောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ NUG ပေါ့ NUG ရဲ့ရည်စရာကောင်းတဲ့ဟာပေါ့ NUG ကဟိုကြော်စောဆိုတာပါလားသူပုံကောထပြောတယ်ကျွန်တော်မှလည်းဟိုမပြုတ်ပွဲဘလုံးကွဲပြီးရေချင်တယ်ဆိုတာအဲ့ဒါဆိုကြော်စောကနေပြောထည့်လိုက်လို့ဟိုမှာရုရှားသမ္မတပူတင်နဲ့အဖွဲ့ကကြောက်ဖြစ်ကြောက်ပြီးတော့တုံနေတယ်တဲ့နော်ဆိုကြော်စောက NUG က NUG ကဗာလဲ NUG ကကြော်စောတဲ့ကြော်စောဆိုဥကြော်စောဆိုပုံကောပြောလိုက်လို့ဟိုဟိုက ်ပူတင်ကြီးကကြောက်ပြီးတုံးနေတယ်မှာတဆက်ဆက်တုံးပြီးဖျားနေကြောက်ပြီးကြောက်ဖျားနေဖျားနေတယ်တဲ့ဆိုတော့ပူတင်ကိုကြောက်တော့တဲ့အထိကျော်စောကဘာပြောလိုက်တာလဲပေါ့တော့တမရယောကဘာပြောလိုက်တာလဲပေါ့အဲ UNG ဘက်ကတမရယောကဘာပြောလိုက်တာလဲပေါ့ဆိုတော့သူကဘာပြောလဲဆိုတော့ဦးမြောင်လိုင်းနဲ့စာချုပ်ချုပ်ခဲ့တဲ့စာချုပ်တွေရတဲ့နော်အဲ့စာချုပ်တွေရတဲ့တရားမဝင်ဘူးတဲ့နော်အဲ့ဒါတွေကအကျိုးမရှိဘူးအကျိုးမဝင်ဘူးလို့ပြောတယ်တဲ့နော်အဲ့ဒါမျိုးအကျိုးမဝင်ဘူးဆိုတဲ့ကြောင့်ကျောင်းကနေသူကစစ်တပ်နဲ့တရားမဝင်ထုတ်တဲ့ချုပ်ထားတဲ့စာချုပ်တွေကအကျိုးမဝင်ဘူးဆိုတဲ့အကြောင်းဒါကြောင့်မို့လို့ဒါတွေလုတဲ့လုပ်ငန်းတွေကိုရပ်ဖို့ဒါမျိုး သူကအဲ့လိုပုံစံမျိုးနဲ့စာဝို့တဲ့ရုရှားစီကိုပို့လိုက်ပါတယ်ရုရှားနိုင်ငံစီကိုအဲ့စာပို့လိုက်တယ်တဲ့ဆိုတော့အဲ့စာပို့လိုက်တယ်ဆိုတော့ရုရှားတမရပူတင်နဲ့ရုရှားဆိုတာပွဲအဲ့စာဖတ်ပြီးတော့ယီနေမလားတော့ကျွန်တော်မသိဘူးတခါကျရည်စရာကောင်းတယ်ဆိုတော့အဲ့ဒါကွာဆိုတော့ယီများယီနေများဒါမှမဟုတ်ဖတ်များဖတ်တောင်ဖတ်ရလားမသိဘူးသူတို့ကဘာနဲ့ပို့လဲဆိုတော့အမြန်ချောပုံနဲ့ပို့တာလားဒါမှမဟုတ်အီးမေးလ်နဲ့ပို့တာလားအီးမေးလ်နဲ့ပို့ရဆိုရင်တော့အဲ့အီးမေးလ်ကိုကဖတ်တောင်ဖတ်ပါမလားမသိဘူးနောက်ဆုံးအာ black black blacklist ထည့်သွင်းတာရအောင်ဒီက blacklist သွင်းလိုက်ကွာအီးမေးလ်ဆိုရင်နောက်ဘယ်ချိန်ပို့ဖို့သွားရော အဲ့အဲ့လိုဖြစ်ကုန်မလားအဲ့တော့တခါကျရင် NUG ရဲ့ဒီပြောကြချက်ကြီးကတို့ကြီးတော့ကြီးစရာတော့ကောင်းတယ်ခင်ဗျားတို့ပြန်တွေ့ကြည့်ရုရှားကိုသွားပြီးတော့ချင်းချောက်လိုက်တေးကိုသွားချင်းချောက်လိုက်တေးကိုသွားပြောလိုက်ရုရှားကိုသွားပြောလိုက်နေသူပတ်ပြီးရန်တွေ့နေတာတခါတခါကျရင်လေဒီ NUG ရဲ့ဘောကလည်းဘာလို့ဆိုအယူမီဝိုင်းဖြစ်နေသွားတွေ့ရတယ်အယူမီဝိုင်းလိုပဲအယူမီဝိုင်းပြီးတော့တခါတည်းပတ်ပြီးတော့လေဟိုဟိုဟာသူတို့ဟိုလူကလည်းမခေါ်ဒီလူကဟိုလူကမဆက်ဆံဒီလူကမဆက်ဆံဖြစ်လာတဲ့ခါကျတော့နောက်ဆုံးအယူမီဝိုင်းဖြစ်ပြီးတော့နောက်ဆုံးဘာဖြစ်လာလဲဆိုတော့ဟိုဘက်ကိုရန်တွေ့ဒီဘက်ရန်တွေ့ဟိုရန်တွေ့အပတ်ပြီးရန်တွေ့နောက်ဆုံးသူတို့ပဲနောက်ဆုံးလုံးဘာလဲဆိုတော့သူများကို ဟိုဟာဘာလဲဟိုသူများကိုဘလိန်ဘလိန်သူများကိုဘာလို့လုံရင်းနဲ့သူတို့ပဲထီထီကြံခဲ့တာဖြစ်မယ်သူများကိုလက်ညှိုးထိုးရင်းထိုးရင်းနဲ့သူတို့ပဲထီထီကြံခဲ့တယ်ပေါ့အယူကြီးရောက်တော့မယ်ခုဒီတိုက်သွားရင်အဲ့တိုင်းဖြစ်မှာကူလဲအဲ့ဒါကိုသွားတွေ့ရပြီဩလို့တော်တော်ပြုံးမိတယ်ဟိုဟာရုရှားကအဲ့ဒါကိုရှေ့ရအောင်ထမအောင်မဟုတ်စာတော်ဖွင့်ဖတ်မဖို့မဟုတ်ဒါကြည့်ပြီးတော့ရုရှားဖွင့်တော့ဖတ်မှာမဟုတ်ဒီကောင်ဘာကောင်လည်းမသိဘူးကွာကြော်တော်လေးကိုပြောမှသိကြတယ်ဒီကောင်ကြော်တော်လေးနဲ့ဆိုပြီးတော့နော်အဲဒါရုရှားတခါမှတော့ NGG ကြောင့်စကားထောင်းထဲမပြောအဲအဲ့ဒါပဲအဖေကအဲ့ဒါပါပဲနော်ဒါတစ်ချက်ပေါ့နောက်ဒီနေ့ပိတ်လေးကတော့တာဂေတာ ထူပါယုံ22လမ်းမှာဖြစ်သွားတဲ့ဇလန်းလေးတခုဒါလေးကလည်းစိတ်ဝင်စားမကောင်းလဲအဲထူထူပါယုံလမ်းမှာတာဂရတ်ထူပါယုံလမ်းမှာတဲ့အဲ့လမ်းကနေပြီးတော့ဈေးနော်တဈေးလို့ခေါ်တယ်တာဂရတ်တဈေးကိုမှာရှိတဲ့လင်းလက်ရွှေစင်းဆိုတဲ့ရွှေဆိုင်အဲ့ရွှေဆိုင်မှာဆိုင်ရွှေဆိုင်မှာဆိုင်ဖွင့်ထားတဲ့ဒေါ်ဆန္ဒလင်းခေါ်မိထုပ်ဆိုတဲ့အမျိုးသမီး तू ကနော် तू က तू ကနေပြီးတော့အာ၁၈ရက်နေ့မနေ့ပိုင်းပေါ့နော်အဲ့မှာရုတ်တရက်သွားတဲ့အချိန်နော်ဆိုင်ဖွင့်ဖို့သွားတဲ့အချိန်ပေါ့အဲ၁၈ရက်နေ့ပေါ့နော်ဒီ၁၈ရက်နေ့မနေ့ ဒီနေ့ဆက်ချက်နေမနေ့မှာသွားတဲ့အချိန်မှာအဲအဲ့သူနောက်လူတစ်ဖွဲ့ရောက်လာတယ်လူလေးဦးနဲ့ကားတစ်စီးက alpha နဲ့ပေါ့အဖျော်ကားတစ်စီးရောက်ချလာပြီးတော့အတိတ်ကားပေါ်ဆွတ်တင်ပါတယ်တင်းနေပြီးကျန်တဲ့ကောင်လေးလည်းမဆိုင်တဲ့ကောင်လေးကနားမကန်နဲ့ပါညာပြောပြီးတော့ကားပေါ်ဆွတ်ပြီးမောင်းထွက်သွားတယ်ဝမရှိုံနေပြီးပြောပြီးမောင်းထွက်သွားတယ်မောင်းထွက်သွားတော့ဘာဆက်ပြောလဲဆိုတော့ပြန်ပြီးဆွဲခံရတယ်ဆိုတဲ့သဘောမျိုးပေါ့တချို့ကပြောကြတယ်ဆိုတော့ဒီတရိယာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းသွားတယ်လူတွေကြားထဲမှာပြန့်နေတယ်သဘောကတော့ဒီမျိုးသမီးကိုပြန်ပေးဆွဲတယ်လို့သဘောမျိုးပြောကြတယ်ဒီမျိုးသမီးကတောင်ကုတ်ကလို့ရခိုင်ပြည်နယ်တောင်ကုတ်ကလို့ချမ်းမြေ့သိရတယ်ဆိုတော့တကယ်လို့ရခိုင်ပြည်နယ်တောင်ကုတ်ကဆိုရင် ရခိုင်ပြည်နယ်တောင်ကိုကဆိုရင်အကယ်၍မြာပေါ့နော်။သူကဘာနဲ့ဆက်ဆက်တယ်လို့သူ့ကိုခေါ်တာလဲဆိုတော့မေးကုန်ပေါ့နော်။ဆိုတော့ပြောရရင်တော့ဒါဆက်ဆက်စဉ်းစားကြရတယ်အများကြီးရှိနေသေးတယ်။အခုချိန်ထိသူ့ကိုဖမ်းသွားတဲ့ကိစ္စသူ့ကိုဖမ်းသွားရမှုအဲ့လိုကားပေါ်ဒီဆွတ်တင်ပြီးခေါ်ရတဲ့ကိစ္စသည်လုံချိုရေးတပ်ဖွဲ့ဝင်တွေဖမ်းတာလားဒါမှမဟုတ်ဓမ္မတိုက်ပဲဖွဲ့ဓမ္မတိုက်တာလားဆိုတော့မေးကုန်။မရှင်းသေးဘူး။ကုဋေမရှင်းလေးသေးတဲ့အတိုင်းကဇနဇာကုဋေမရှင်းလေးသေးဘူး။ဆိုတော့တချို့ကတော့စိတ်ဝင်စားတာတောင်ကုတ်သူဖြစ်တော့အေအေနဲ့ဆက်ဆက်နေလို့လားဆိုတော့အတွေးတချို့မှရှိတယ်။ တချို့ကြတော့လည်းပြန်ပြီးဆွဲခါတာလောက်တွေ့ရရှိတယ်မြေဆိုပင်တွေးစီကမူဘာပဲပြောပြောဒါကဟိုတာဂိရတဇေနာမှာတော်ရမှာနာမည်ကြီးနေတယ်တာဂိရထူပါအောင်နဲ့တဇေနာတော်ရမှာနာမည်ကြီးနေတဲ့တဲ့နေ့တခုဖြစ်သွားတယ်တော့တွေ့ရဒါလေးပြောရင်းနဲ့ဒီနေ့တော့တလောက်ပါအားလုံးပဲကိုရိုးစားသိရှိပါတိုက်ပြီးပေါ်စေနာမှာထားပါသစ္စာရှိပါကိုနိုင်ငံသားအချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုလောဝတီဗီပြောနေတဲ့လူမိုက်လူရန်ကလူသားအကြမ်းဖက်အားပေးသမားခမည်းဖြစ်နေသလားဆိုတော့ပြန်လဲမေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ကိုနိုင်ပါ you